တငယ်ချင်းများအားလုံးပဲမင်္ဂလာပါဖုတ်တရားတွေမှပြန်လေးကြိုဆိုလိုက်ပါတယ်နော်ဒီတစ်ခါတော့အိမ်မလေးလေးကူကူနဲ့ကျဲဥဆန်ဝစ်တွေလှူစားဖြစ်တာလေးကိုပြန်ပြီးမျှဝေလိုက်ပါတယ်နော် breakfast day ပေါ့လေကျဲဥကပျော်ပြီးသားနှလုံးသွင်းပါတယ်ကျဲဥအကာကိုကြတော့ဒီလိုမျိုး ခြေထားလိုက်ပါတည်တည်လေးတွေပေါ့နော်ကျဲဥအနှစ်ကိုလည်းခြေထားလိုက်ပါတယ် cheese တပြားထည့်တယ်။ mayonnaise ကထမင်းစားဆုံး၈ဇွန်းလောက်ထည့်ပါတယ်။မယိုနီးစ်များရင်ပိုကောင်းတယ်ပေါ့နော်။စားနေနေထဲတယ်။ငရုတ်ကောင်းကကြတော့ငရုတ်ကောင်းအဖြူကိုသုံးပါနော်။ ဒီငရုတ်ကောင်းကကြတော့ငရုတ်ကောင်းအစိကိုကြိတ်ထားသလိုမျိုးဖြစ်နေလို့လေဒီကနေ့တိတ်မလိုက်ဖက်ပါဘူးနော်ငရုတ်ကောင်းအဖြူလေးတွေထည့်ပါနော်ဒါကပပရီကာပေါ့နော်အစိမ့်မုံနည်းနည်းပဲထည့်ပါတယ်မကြိုက်တဲ့လူကမထည့်ပါနဲ့နော် ပြီးရင် cheese နဲ့ဒီကြက်ဥအနှစ်လေးတွေခြေသွောင်းအောင်လို့ပေါ့နော်ခြေလိုက်ပါတယ်နော်ဒါကမယောနီးစ်ထည့်ထဲတာပေါ့နော်မယောနီးစ်ကစုစုပေါင်း၈စုံလောက်ထည့်ပါတယ်နော် ပြီးရင်ကျဲဥအကာထဲ့တယ်။တခွားဒီတည်တည်လေးလေးလှိထားတာ။ပြီးရင်ခရမ်းချင်တီးအမဲ့ပေါ့နော်။တည်တည်လေးလှိထားတာထဲ့တယ်။ နှံ့အောင်မွေပြီးဆိုလို့ရှိရင်ပေါင်မုပေါ်တယ်မယ်ပေါ့နော်ပေါင်မုကကြတော့ကိုကြိုက်တဲ့ပေါင်မုကိုသုံးပါနော်ဒါကကြတော့ဒီဟိုအကျန်းပေါ့နော်ပေါင်မုကျန်းလေးပေါ့နော် ကဲဒီလိုမျိုးထည့်ပြီးညှက်ပြီးဆိုလို့ရှိရင်အမ်ဓားလေးနဲ့လှီးပြီးတော့ဒီမျိုးကိုကြိုက်တယ်လို့စားလို့ရပါတယ်နော်နှစ်လာလေးလိုချင်တဲ့သူကတော့ဟိုတရီကန်လေးပုံစံလေးလှီးဖြတ်လို့ရပါတယ်နော်ကော်ဖီလေးနဲ့အရင်လိုက်ဖက်ပါတယ်အိမ်မလေးလေးကိုကိုနဲ့အားရှိရှိစားချင်တယ်ဆိုလို့ရှိရင်လှူစားကြည့်ပါနော်ကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်း